အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့အုံနုခောက်ဆွဲစားမှာဖြစ်ပါတယ်ခင်ဗျာအုံနုခောက်ဆွဲကတော့ကိုယ်တိုင်ချက်တာမဟုတ်ပါဘူးတငယ်ချင်းအခန်းကနေယူလာတာဖြစ်ပါတယ်ခင်ဗျာတငယ်ချင်းကတအိုးကြီးချက်ထားတယ်ဆိုတော့အဲ့ဒါကြောင့်နည်းနည်းလေးယူလာပါတယ်တအိုးကြီးနန်းနန်းပင်ထဲ့မယ်ပဲသီးထဲ့မယ်ပဲသီးထဲ့ပြီးရင်တော့အာဟင်းရီခတ်ပါမယ်ခင်ဗျာကြက်ဦးနဲ့ကြက်သွေးနဲ့ကြက်ချစ်တောင်းနဲ့အကုန်လုံးထည့်ထားတယ်အထဲမှာစာအာပြောရင်းဆိုရင်းနဲ့တရေတွေကြာလာပြီစားချင်လာပြီခင်ဗျာ စားပါပြီอืมတလုံးအဲ့ဒါတော့အလုတ်ကြီးကြီးရယ်ခင်ဗျအရသာကတော့ရှယ်ပဲချက်ထားတာကိုယ်တိုင်ချက်ထားတာဆိုတော့အောင်နောက်တလုံးထပ်စားပါမယ်ဝါးစားပါပြီ